စာတင်ချိန်မှာဒီချေကဇာရိတနဲ့ပြည်သူနေတိဆိုတဲ့ဘာသာရက်ထဲဟာသင်ကန်းစာ31ကိုကိုကိုတာအာကိုရာ ဆိုတဲ့သင်ကန်းစာလေးကိုသင်ကြားပေးသွားမယ်နော်ဒီသင်ခန်းစာမှာ လူအဖွဲ့အစည်းအတွင်းမှာမိမိကိုယ်သာမိမိအားကိုးတဲ့သူတယောက်ဖြစ်ရမယ်ဆိုတာကိုပြောပြတတ်အောင်လို့ရည်ရွယ်ထားတာ။ ဒါဆိုတီချန်နဲ့အတူတူရုပ်ပုံလေးတွေထဲကကိုအားကိုကိုပြီးလှုပ်ဆောင်နေကြတာလေးတွေကို ကြည့်ကြမယ်နော်ပုံတက်မှာဆိုလို့ရှိရင်ဖနက်ချိုးကိုကိုအားကိုကိုပြီးတော့ကိုပါတာချီတယ်။ပုံနှစ်မှာဆိုလို့ရှိရင်လည်းပန်းပင်လေးတွေကို ကိုတိုင်းရေလောင်းတယ်။ပုံသုံးမှာဆိုလို့ရှိရင်ခြံထဲကအမိုက်တွေကိုတပြက်စီးနဲ့ကိုတိုင်းလှဲတယ်။အော်နောက်ဆုံးပုံလေးမှာဆိုလို့ရှိရင်သတင်းစာလိုက်ပို့တယ်။ကိုအားကိုကိုပြီးတော့ဇီးဝါရှာတယ်။ ကဲဒါဆိုလို့ရှိရင်ပုံနေအားလုံးမှာတွေ့ရတဲ့ခလေးတူးချင်းစီကကိုအားကိုကိုပြီးလှုပ်ဆောင်တတ်တယ်လို့ယူဆသလားတားတို့သမီးတို့ကိုတိုင်ရောသူတို့လိုလှုပ်နိုင်မလားဆိုတာကိုဖြေကြည့်ကြအောင်နော်ဒီ channel နောက်စာတင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်ဒီစာသင်ချိန်လေးမှာဒီချက်ကကိုကိုကိုတာအာကိုရဆိုတဲ့သင်ခန်းစာလေးကိုဖတ်ပြမယ်နော် ောင်ဘားတို့မိသားစုနဲ့မောင်အေးတို့မိသားစုဟာရွှေနီလန်းမှာနေထိုင်ကြတယ်တဲ့မောင်ဘားရဲ့အမေကမိုးမလင်းခင်ကတည်းက ဈေးကိုသွားပြီးတော့ဟင်းသီးဟင်းရွက်တွေရောင်းတယ်။အဲ့ဒါကြောင့်မို့လို့မောင်ဘကမနှက်ဆိုင်အိယာနိုးတာနဲ့အလုပ်တွေကိုနိုင်သမျှလှုပ်ဆောင်ပြီးတော့မှကျောင်းသွားဖို့ကိုတိုင်းပြင်ဆင်ပြီးကျောင်းကိုသွားရတယ်တဲ့။စပိန်စီးပြီးတော့နေတိုင်းကျောင်းသွားကျောင်းပြန်ရတဲ့တငယ်ချင်းမောင်အေးရဲ့မိဘတွေကဂယုတဆိုင်နဲ့ကျောင်းပို့ကျောင်းချိုလှုပ်ပေးတာကိုတွေ့မြင်နေကြဖြစ်တယ်တဲ့။တနေ့ကျတော့တဲ့ကျောင်းဆင်းချိန်မှာတဲ့မောင်အေးကတယောက်ထဲ ဲကျောင်းရှိမှာထိုင်ပြီးတော့မှိုင်းနေတာကိုတွေ့လိုက်ရတယ်တဲ့။မောင်အေးရဲ့အိမ်ကလာမကြိုသေးလို့ဆောင်းဆိုင်နေတာနဲ့တူတယ်ဆိုပြီးတော့မေးကြည့်လိုက်တဲ့အခါကျတော့သူ့အိမ်ကလာမကြိုသေးတာကြောင့်မို့လို့သူ့ဟာတယောက်တည်းဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတယ်။အဲ့ဒါနဲ့မောင်ဖကမောင်အေးကိုအဖော်ပြုတ်ပြီးတော့ကူဆောင်ပေးရမလားလမ်းလျှောက်ပြီးတော့ပြန်မလားလို့မေးတယ်တဲ့မောင်အေးကမောင်ဖကိုခဏလောက်အဖော်နေပေးပါလို့ပြောတယ်တဲ့ မောင်ဘာအိမ်ရောက်လို့ရှိရင် तू လောက်ရမယ်အလုပ်တွေရှိသေးတယ်လို့ပြောပြလိုက်တယ်တဲ့ပြီးတော့မိမိတတ်နိုင်သမျှအလုပ်တွေကိုဘသူ့ဝမှာမခိုင်းဘဲနဲ့လှုပ်ဆောင်ခြင်းဟာကောင်းတယ်ဆိုတဲ့အကြောင်းကို ပြောပြလိုက်တဲ့အခါမှာမောင်အေးကမောင်ဘာကို အေးမင်းလည်းပြန်တော့ငါလည်းကိုဟာကိုကိုပြီးလမ်းလျှောက်ပြီးပဲပြန်တော့မယ်လို့ပြောလိုက်တယ်တဲ့နောက်တနေ့ကြောင်းရောက်တဲ့အခါကျတော့တငယ်ချင်းနဲ့ရောက်ပြန်ဆောင်တဲ့အခါမှာမောင်အေးကကိုဟာကိုကိုပြီးအိမ်ကိုရောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတက်ကြွစွာနဲ့ပြောပြတယ်တဲ့ ကဲဒီသင်ခန်းစာလေးကိုနားထောင်ပြီးတော့လူအဖွဲ့အစည်းအတွင်းမှာမိမိကိုမိမိအားကိုးတတ်တဲ့သူတယောက်ဖြစ်ရမယ်ဆိုတာကို သတိပြုမိကြပြီဟုတ်ဒါဆိုဒီချက်နဲ့နောက်သင်ခန်းစာတစ်ခုမှထပ်တွေ့ပါမယ်